င်္ဂလာပါရှင်မန္တလေးကတဲ့ချန်နဲ့နောက်ဆုံးသတင်းကိုတင်ဆက်ပေးပါမယ်အမျိုးသားညီညွတ်ရေးဆိုရနဲ့ဒိုင်းတော်လက်နက်ကင်တော်လေးဖွဲ့တွေပါဝင်တဲ့အားကောင်းသောအဆိုရအဖြစ်ပြင်ဆင်ဖွဲ့စည်းရေးဆက်လက်လှုပ်ဆောင်နေလို့ NUG ရဲ့သမ္မတကကြေညာအမျိုးသားညီညွတ်ရေးဆိုရ NUG ပြပြပြောင်းလေးကိုအဆင့်တုံးစင်းနဲ့ဆောင်ရွက်နေပြီးအမျိုးသားညီညွတ်ရေးဆိုရနဲ့ဒိုင်းတော်လက်နက်ကင်တော်လေးဖွဲ့တွေပါဝင်တဲ့အားကောင်းတဲ့ဆိုရအဖြစ်ပြင်ဆင်ဖွဲ့စည်းရေးဆက်လက်လှုပ်ဆောင်နေလို့ NUG ရဲ့သမ္မတတို့ကလက်ရှိနာကကြေညာလိုက်ပါတယ် ။ရိုင်းသမတ်တူအားလည်းရှိလာကဒီဇင်မှာရှင်းညာပိုင်းမှာမြို့သားညွေဆွေရပြပြပြောင်းလဲရင်းနဲ့ပတ်သက်ပြီးမိကုံးပြောကြရမှာခုလိုထည့်သွင်းပြောကြလိုက်တာဖြစ်ပြီး UNG အနေနဲ့ဒုတိယအဆင့်နဲ့တတိယအဆင့်ပြပြပြောင်းလဲရည်ကြံရှိသေးရလို့နိုင်ငံတော်ရိုင်းသမတ်တူအားလည်းရှိလာကအသိပေးပြောဆိုပါရယ်။ပြာဇလတ်တော်ကိုစားပြုကော်မတီကပြည်သူ့တရက်လုံကိုထုတ်ပြန်ပေးခဲ့တဲ့ဆိုရဖွဲ့ပြင်ပြောင်းလဲဖွဲ့စည်းပုံက ကျွန်တော်ရဲ့ပထမအဆင့်ပြုပြင်ပြောင်းလဲမှုပဲဖြစ်ပါတယ်ဒုတိယအဆင့်ပြုပြင်ပြောင်းလဲကလက်ရှိအမျိုးသားညီညွတ်ရေးဆိုရနဲ့တိုင်းဒေသလက်နက်ကိုင်တော်လိုင်းဖွဲ့စည်းပါဝင်တဲ့ကိုစားပြုမှုအကောင့်နဲ့ဆိုရအဖြစ်ပြင်ဆင်ဖွဲ့စည်းဖို့ပဲဖြစ်ပါတယ်တတိယအဆင့်ပြုပြင်ပြောင်းလဲကတော့မြောက်လိုက်တဲ့ဂျန်ဖတ်စီအုပ်စုကိုဖြုတ်ချပြီးတဲ့နောက်အသွင်ကူပြားရေးဆိုရတရားကိုဖွဲ့စည်းဖို့ဖြစ်တယ်လို့ဂျာယီတမရတူအားလက်ရှိလာကပြောကြပါတယ်ဒါပေမဲ့လက်တလုံးမှာတော့မဟာမိတ်စီရဲတပ်ပေါင်းစုနဲ့မဟာမိတ်နိုင်ငံရဲ့တပ်ပေါင်းစုဖြစ်ပေါ်လာဖို့အကန့်အသတ်တွေရှိနေရလို့ယာယီသမ္မတကအသိပေးပါတယ်။ မဟာမိတ်ဆွေတပ်ပေါင်းစုနဲ့မဟာမိတ်နိုင်ငံရေးတပ်ပေါင်းစုမှသည့်မြို့သားတမျိုးသားလုံးညီညွတ်ရေးကိုကျယ်ပြန့်စွာကုစားပြုနိုင်တဲ့ဆွေအဖြစ်လာအထူးသဖြင့်ဒိုင်းသားတော်လိုင်းအင်အားစုရဲ့ကျယ်ပြန့်စွာပါဝင်လာနိုင်အောင်ကျွန်တော်အားလုံးကြိုးစားခဲ့ကြရတယ်။ဒါပေမဲ့အဓိကဒိုင်းသားလုံးနဲ့ကိုင်အင်အားကြီးစုတွေဟာမြို့သားညီညွတ်ရေးဆွေအဖွဲ့ရဲ့မှာထက်ထက်ဝင်ပူးပေါင်းပါဝင်ဖို့လက်ရှိချိန်မှာကန့်သက်တည်ရှိနေစွာသိရတယ်။ ခဏကြီးဆိုရပြင်ပြောင်းလဲအဆင့်တောင်းစင်းနဲ့ပတ်သက်တဲ့အချိန်ကာလကတော့ယာယီသမဏကတိကျပြောဆိုမထားသေးပါဘူး။ဒါ့အပြင်ပြည်သူ့တဘောသားနဲ့ညီဆိုရဖွဲ့ပြင်ပြောင်းလဲကိုဆင်းလိုက်ပြုတ်လုဆောင်ရွက်ရမှာဆိုရပြင်ပြောင်းလဲကော်မရှင် Energy Reform Combination ကိုဇူလိုင်လမှာစတင်ဖွဲ့စည်းပြီးအဲဒီကော်မရှင်မှာယာယီသမဏပြည်သူ့ဝင်ကြီးချုပ်နဲ့ပြည်ထောင်စုလွှတ်တော်ကိုစားပြုတ်ကော်မတီဥက္ကဋ္ဌဦးဆောင်မိစားခဲ့တာဖြစ်တယ်လို့အသိပေးပြောကြားခဲ့ပါတယ်။ energy ကမနေ့ကမနေ့ပိုင်းမှာဝင်းနှီးချို့ကိုအနေနဲ့ပြောင်းလဲပြုလုပ်ခါဆိုရပြင်စစ်ဖွဲ့စည်းကြောင်းကြေညာခဲ့ပါတယ် အစိုးရအဖွဲ့ပြင်စစ်ဖွဲ့စည်းမှုမှာ NUG အစိုးရဖွဲ့ဝင်တွေကဝင်ကြီးချုပ်နဲ့ဒုဝင်ကြီးချုပ်တို့ကိုတာဝန်ယူထားတဲ့အစိုးရဝင်ကြီးဌာနအပြောင်းအလဲပြုလုပ်ခံရခဲ့တယ်။လက်ရှိ NUG အစိုးရမှာဝင်မြင်ကနိုင်ငံတော်သမ္မတအဖြစ်ဒေါက်ဆန်းစုကြည်ကနိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဖြစ်ဆက်လက်တည်ရှိနေပြီးယာယီသမ္မတဖြစ်သူအားလက်ရှိလာကတော့ဆက်လက်တာဝန်ယူထားပါတယ်။ဆလာဘီစက်တက်က73စီကမ်နီပိုင်ရှင်တွေကိုမတမာမှုလုပ်တည်ဥဆိုကငွေကျပ်ဘီလီယံက40ကျော်ဇန်နဝါရီလ26ရက်နေ့နောက်ဆုံးထပြန်ပေးရန်ရာဇသံပေးထားပြီး စီလုံငန်းရှင်များအလုံးပြည်ပထောက်ခဝင်စစ်တပ်ကယာယီပိတ်ပင်ထားဂျပန်စစ်တပ်က73စီကမ်နီပိုင်းရှင်တွေကိုစီတင်တင်ရောက်ချမှာမတမာမှုတွေလုပ်သည်ဆိုကငွေကျပ်ဘီလီယံက40ကျော်ဇန်နဝါရီလ26နေ့နောက်ဆုံးထားပြန်ပြန်ရစတန်ပေးထားပြီးစီလုံငန်းရှင်များအလုံးပြည်ပထောက်ခဝင်စစ်တပ်ကယာယီပိတ်ပင်ထားကြောင်း73စီလုံငန်းရှင်တိုင်းဝိုင်းကပြောတယ်73စီကမ်နီစီလုံငန်းရှင်များနဲ့ပူးပေါင်းပြီး73စီတင်တင်ရောက်ချမှာမတမာမှုတွေလုံဆောင်ကလျက်စင်နဲ့ဆွမ်းအတူဝင်ကြီးတန့်စင်နဲ့ညွှန်ကြားမှုချုပ်ရွှေမော်တို့ကိုစစ်တပ်ကနိုဝင်ဘာလတွင်ဖမ်းဆီးရယူခဲ့ကြောင်း ဒဝင်ကြီးတန်းစင်နဲ့ညွန့်ကျောက်ရွှေမော်တို့ကိုဖန်စီရွာမှာဆက်သုံးစီတင်တင်းခွင်းနဲ့စီခွဲတန်းနဲ့ခြားတာပြရမှာငွေကျပ်ဘီလီယံ940ကျော်ဆုံးရှုံးမှုလည်းပေးလိုက်မှုတွေနဲ့စစ်ထောက်လိုင်းကဖန်စီရေယူခဲ့တယ်။ရင်းနောက်ဖန်စီကန်ဒဝင်ကြီးနဲ့ညွန့်ကျောက်တို့နဲ့ဒုမတမာမှုတွေလှုပ်ဆောင်သူတပ်မတ်ခံရတဲ့ဆက်သုံးစီကမ်နီနဲ့လုပ်ငန်းရှင်ကြီးတွေကိုငွေကျပ်ဘီလီယံ940ကျော်ပြန်လည်ပေးသွင်းရန်စစ်တပ်ကမိန့်ပေးညွှန်ကြားလာကြောင်းသိရတယ်။ ။ငွေကြက်ဘီလီယံက40ကျော်ပြန်လည်ပေးသွင်းရမယ့်စီကံပဏီကြီးမှာခရိုနီဝင်းဆွေပိုင်ဆိုင်တဲ့ BOC ကံပဏီကစစ်တပ်ထံကိုငွေကြက်ဘီလီယံ180ဝင်းကျင်ခရိုနီစောစောပိုင်ဆိုင်တဲ့ Match ကံပဏီကကျက်ဘီလီယံ40ဒေါက်တာဝင်းမြင့်ပိုင်ဆိုင်တဲ့မျက်မြင့်တံမွန်ကံပဏီကဘီလီယံကျက်40ခရိုနီချစ်ခိုင်ပိုင်ဆိုင်တဲ့တန်ကိုကံပဏီကငွေကျက်ဘီလီယံ80ခရိုနီအောင်ကိုဝင်း22နည်းရဲ့ Brighter ကံပဏီကငွေကျက်7ဘီလီယံ Regency ကံပဏီကကျက်20ဘီလီယံ Abash ကံပဏီကငွေကျက်15ဘီလီယံမြိုင်တို့အိုင်း ကမ္ပဏီကငွေကြေး15ဘီလီယံတည်တည်ပြန်လည်ပေးသွင်းရမည်ဖြစ်ကြောင်းသိရတယ်။ဆက်သုံးစီတင်မှုနဲ့ခွဲတန်းချထားမှုမှာမတမမှုလို့သိဆိုကဖန်စီခံရဆွမ်းရင်တူဝင်ရှိတဲ့စင်မှာဝင်ကြီးချုပ်ယူဆွဲတငယ်ချင်းရဖြစ်ပြီးစစ်တပ်ကတော့ဗတ်စင်23ကျောင်းစင်းရရှိတယ်လို့လည်းဖြစ်ပါတယ်။ဆက်လက်ပြီးထိုင်းကမ္ဘောဒီးယားစစ်ပွဲဒုတိယမြောင်းနေ့ဖြစ်ဆက်လက်တိုက်ခိုက်ကမ္ဘောဒီးယားဘက်ကနေစစ်အရာရှိကြီးတချို့အပါအဝင်တင်ဆောင်မှုရရှိပြီးထိုင်းဘက်မှလည်းထိခိုက်ကြဆုံးမှုတွေရှိနေတယ်။ ထိုင်းကမ္ဘောဒီးယားစစ်ပွဲဒုတိယမြောက်နေ့ဖြစ်ဒီဇင်ဘာလ9ရက်နေ့မနက်9နာရီဝန်းကျင်ကစတင်ပြီးဆက်လက်တိုက်ခိုက်လျက်ရှိကြောင်းနိုင်ငံသတင်းဌာနရဲ့ဖော်ပြချက်အသိရတယ်။ယနေ့မနက်9:50မိနစ်ဝန်းကျင်အချိန်ကစတင်ပြီးကမ္ဘောဒီးယားစစ်တပ်က BN21 တုံးကြီးရဲ့လက်နက်ကြီးရဲ့ဒရုန်းတွေနဲ့စတင်တိုက်ခိုက်ခဲ့ကြတဲ့အချိန်စစ်တပ်ကလည်းနေဆက်ဒေသထိန်းချုပ်ရေးတိုက်ခိုက်ပွဲလုပ်ဆောင်နေကြောင်းသိရတယ်။ လက်တလောကမ္ဘောဒီးယားစစ်တပ်တိုက်ခိုက်မှုကြောင့်ထိုင်းရဲသားပြည်သူတွေနေနေထိခိုက်ခဲ့ရပြီးထိုင်းတပ်ဖွဲ့တွေကနေဆက်ဒေသကနေနောက်ကျန်ရွာကိုပြန်လည်သိမ်းပိုင်းစစ်ဆင်စတင်ခဲ့ကြောင်းလက်ရှိချိန်ဒီနှစ်နိုင်ငံနေဆက်ကနေထိုင်းပြည်သူတွေကိုဘေးလွယာကိုရွှေ့ပြောင်းပြီးဖြစ်တာကြောင့်ထိခိုက်တဲ့အရှိမှုတို့မဟုတ်တိမ်ဆမှုမရှိကြောင်းသိရတယ်တို့ရရင်ကမ္ဘောဒီးယားဘက်ကရတပ်ပြည်ချိုတေးဆုံမှုနဲ့ဆေးအရာရှိချိုတေးဆုံမှုတွေရှိနေကြအောင်ထိုင်းဘက်မှာလည်းထိုင်းစစ်သားရဲ့ထိခိုက်တေးဆုံမှုဖြစ်ပေါ်နေကြောင်းသိရပါတယ်။ ကမ္ဘောဒီးယားဆိုရကယနေ့မနက်ပိုင်းထုတ်ပြန်ကြမှာကမ္ဘောဒီးယားပြည်သူ9ဦးသေဆုံးပြီး20ဦးထဏ်ရရှိကြောင်းထိုင်းကငြိမ်းချမ်းသဘောတူညီချက်ကိုချိုးဖောက်ကြတဲ့တွင်ထုတ်ပြန်နေထိုင်းဝန်ကြီးချုပ်ကတော့ဆစ်လို့လာတဲ့ကမ္ဘောဒီးယားနဲ့တွဲဆောင်စနစ်မျိုးမဟုတ်ကြောင်းယမန်နေ့မှာထုတ်ဖော်ပြောဆိုတယ်ထိုင်းစစ်တပ်ကယမန်နေ့ F6 ဒေတိုက်လေးရင်းနေနဲ့လေကြောင်းတိုက်ခိုက်မှုလှုပ်ဆောင်ခဲ့ပြီးယနေ့မှာလည်းလေကြောင်းတိုက်ခိုက်မှုလှုပ်ဆောင်နေကြောင်းထိုင်းစစ်တပ်ကထုတ်ပြန်ပါတယ်ဆလဘီကြောင်တကားနဲ့ကြောင်ကြီးမြို့နယ်မှာစစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲဂျိုင်းကော့ပတာနဲ့ပုံချဲမှု86နှစ်ရွယ်တော်စိတ်မြိုင်ပွဲချင်းမိသေးဆုံးဖုံးကြီးကြောင်နဲ့နေအများပြက်စီး ကိုရိုင်းကြောင့်တကားမြွနယ်နဲ့ကြောက်ကြီးမြွနယ်မှာရှိတဲ့ဖုံးစည်းဆောင်တဲ့နေတွေကိုဂျပန်စစ်တပ်ကတိုက်ပဖြစ်ပွားခြင်းမရှိဘဲနဲ့ဂျိုင်းကော်ပတာနဲ့ပုံကျတိုက်ခိုက်ခြင်းကြောင့်86နှစ်ရွယ်တော်စိတ်မြိုင်ပွင့်ခြင်းမိသေးဆုံးခဲ့ကြောင်းဒေသပြည်သူတွေကပြောတယ်။ဒီဇင်မာရှိတဲ့မနက်7နာရီခန့်မှာကြောက်တကားမြွနယ်ရှိကြောက်စွရဖုံးကြီးကြောင်းနဲ့ကြောက်ကြီးမြွနယ်ရှိကြောက်စွရတို့ကိုဂျပန်စစ်တပ်ကတိုက်ပဖြစ်ပွားခြင်းမရှိဘဲဂျိုင်းကော်ပတာနဲ့ပုံကျတိုက်ခိုက်ခဲ့ပါတယ်။ဂျပန်စစ်တပ်ဗောက်ကြတိုက်ခိုက်မှုတွေ86နှစ်ရတော့စိန်မြိုင်ပွဲချင်းမိသိဆောင်ပြီး72နှစ်ရွယ်မောင်နေဆောင်တဲ့ဦးစင်းကျော်ဝင်းတို့ ထိခိုက်ဒဏ်ရာရှိခဲ့ကြောင်းထို့ပြင်ကျပ်ဖွံ့ဖြိုးတဲ့နေနဲ့ပျက်စီးခဲ့ကြောင်းသိရပါတယ်။ဆက်လက်ပြီးတာဆညပါတီပူလောမြို့နယ်ဩဂတာ PDF ဖြစ်ခဲ့ရှင်နေတနေ့တိုင်းတိုင်ပူလောမြို့နယ်ကြောက်ကာကျေးရွာမှာနေထိုင်တဲ့ဒိုင်းသားစီလုံးညညရေးပါတီပူလောမြို့နယ်ဩဂတာကိုဖြစ်ခဲ့ရှင်နေခဲ့လို့မြစ်ခင်အမတ်တေတိုင်ကထုတ်ပြန်ပါတယ်။သာသနာပါတီပူလောမြင့်နယ်ဩဂတာဦးကြည်တန်းဟာဆေးဥဆွေရေကောက်ပွဲအောင်မြင်အတွက်ဥဆောင်ပါဝင်ကွန်ရီသူဖြစ်တာကြောင့်အခုဒီဇင်ဘာ9ရက်နေ့ကနေအိမ်မှာဝင်ရောက်ဖမ်းဆီးချိန်မှာပြန်နယ်ပြစ်ခတ်ဖို့စူးစမ်းခဲ့တဲ့အတွက် ပြစ်ခတ်ရှင်းလင်းလိုက်တာဖြစ်တယ်လို့မြေခံအမတ်တတိုင်းပြန်ကြားတဲ့သတင်းထောင်ဝင်ကပြောပါတယ်။နေမာတောက်ဖန်စီတဲ့တာတကြီးဖမ်းမခံပဲထွက်ပြေးဖို့ကြိုးစားလိုက်လဲဖန်စီရဲဘော်ကိုပြန်ခုခံရင်လက်နက်လူယူပြီးပြန်လဲပြစ်ခတ်ဖို့ကြိုးစားခဲ့တဲ့အတွက်မိမိကိုယ်ကိုကာကွယ်ဖို့အတွက်ပြစ်ခတ်ရှင်းလင်းလိုက်ရတာပါ။အဲ့ဒီပြစ်ခတ်မှုတွေမှာပြည်သူမျိုးသားတအုပ်လဲလက်တန်းကိုကြီးထိမှန်ခဲ့ရကြအဲ့ဒီထိခိုက်မှုပေါ်စိတ်မကောင်းဖြစ်မိကြတဲ့ကာယကံရှင်တဲ့မိသားစုတောင်းမဲ့ကြတဲ့အင်ကဒီစင်မှာခြားနေမှာထုတ်ပြန်တယ်။ ဒါအပြင်ဆေးဥဆက်ရွေးကောက်ပွဲလုပ်ငန်းတွေကိုထောက်ပံ့ကူညီနေသူကြောက်ကကြောက်ချွေမှု dropin your quarter စမ်းသပ်မှုရဲ့လက်ထောက်မချို့ဆိုလိုလဲဖက်စီထိန်းသိမ်းတာကြောင့် mature message ပြုစုလောက်ကိုင်းနေသူလို့ make it i made it တဲ့ကြံကြိုင်းတာဝန်ခံကပြောတယ်။အနာသိဆေးဥဆက်ကပြုလဲမရွေးကောက်ပွဲမှာလူပုံကိုရိဘာသာရေးကောင်းဆောင်နေလူမှုဖွဲ့စည်းနေတဲ့တအုပ်ချင်းတော်လည်းကောင်းဖွဲ့စည်းနေတော်လည်းကောင်းမဆက်စည်းအောင်ချင်းအတင်းကြံမေးပြဖို့ချင်းချောက်ချင်းနဲ့ရွေးကောက်ပွဲမှာပေါ်ပေါက်လာမယ်ပဲဆိုရရန်တယောက်ကပါရင်ပတ်သက်ခြင်းမပြုဖို့ဆိုပြီးမိခင်အမေတီတိုင်ကပြည်ခဲ့နိုဝင်ဘာကွဲနေမှာထုတ်ပြန်ကြေညာပါတယ်။ နားဆင်အားပေးကြတဲ့အတွက်ထူးပင်ကျေးဇူးတင်ရှိပါတယ်ရှင်